အားလုံးမိင်္ဂလာပါခင်ဗျာကျွန်တော်စံကြီးရဲ့ sharing channel ကနေမှာကြိုဆိုလိုက်ပါခင်ဗျာကျွန်တော်ဒီနေ့ပြပြပေးမှာက align motion app လေး ਨੇ logo design ကိုပိုင် logo design เนาะ gain logo ဖြစ်ပြီး business name logo ဖြစ်ဖြစ်ကိုပိုင်လုပ်လို့ရတဲ့နည်းလေးကိုပြောပြညွှန်ဝေပေးသွားမှာဖြစ်ပါခင်ဗျာ ဒီ application ရှိတဲ့လူတွေကတော့ align motion နဲ့တောင်းဝေးပါ application မရှိတဲ့လူတွေကတော့ကျွန်တော်တို့ play store ကနေပြီးတော့မှသွားပြီးတော့ down လိုက်ပါခင်ဗျာကျွန်တော်တို့အဲဆို align motion တွေကိုစပြီးတော့ဝင်လိုက်မယ်နော် okay ကျွန်တော်တို့ခု align motion တွေကိုဝင်လိုက်ပြီနော်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအပေါင်းလေးရှိတယ်အဲဒီအပေါင်းလေးကိုနှိမ့်လိုက်ပါ အများအဖြစ်တော့လူကူတွေက1.1ပဲရှိတာနော်1.1 frame လေးကိုပဲကျွန်တော်တို့ပြောင်းပြလိုက်ပါမယ်ဒီ1000 1080 hp fhd ဆိုတော့အကြတော့ကျွန်တော်တို့ video quality ကောင်းမှုပို့လို့နော်ဒီ fps ကိုတော့30ပဲထားပေးပါဒီ color အောက်က background ကြတော့ကျွန်တော်တို့ကနောက်ခံ color လေးနဲ့ဆိုလို့ရှိရင်တော့အမဲလေးကိုထားပေးပါကျွန်တော်တို့ logo က color နဲ့ဆိုအမဲထားပေးဒီ color နဲ့မဟုတ်ရိုးရိုးတဲ့အမဲမြောက်အမဲချောင်းလေးနဲ့ပဲတောင်းမယ်ဆိုတော့အဖြူပဲထားပေးပါကျွန်တော်ကတော့အခုအဖြူပဲထားလိုက်မယ်နော် Okay ဒါလည်းကျွန်တော်စမယ်နော် ရင်းဆုံးကျော်တို့ဒီမှာတွေ့နေရတဲ့အစိမ်းအောင်အပေါင်းလေးကိုနှိပ်ပေးလိုက်ပါမယ်။နှိပ်ပွားရင်ကျော်ဒီဘက်မှာပေါ့နော်။ကိုကစလုံးနဲ့ဖောင်လေးလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာစလုံးရေထဲမှာ touch လေးရှိရနော်။အဲ့ touch လေးကိုနှိပ်ပြီးရောစလုံးပုံစံ logo လေးဖော်လို့ရတယ်။ဒါမဲ့ကျွန်တော်အားလုံးမကြိုက်ဘူး။ကျွန်တော်ကိုယ်တိုင်ဆွဲချင်တာဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်ဆွဲမယ်။ Okay ဒါလေးကိုပြန်ဖြစ်လိုက်မယ်နော်။ Okay ဟိုမှာအမိုက်ပုံးလေးနှိပ်လိုက်။ပြီးရင်ပေါင်းလေးလည်းပြန်တယ်။ဟိုဘက်မှာ face draw drawing ဆိုတာရှိပါရဲ့ခင်ဗျာ။ အဲ့ဒီအရာလေးကိုတစ်ချက်နှိပ်လိုက်မယ်။ Okay ကျွန်တော်တို့ဒါဆိုရင်အခုဆက်ဆွဲပါမယ်။ကျွန်တော်ကဇန်ကြီးဆိုရဲကျွန်တော်လိုကိုဆွဲမှာဖြစ်တဲ့အတွက်ကျွန်တော်ဇက်ကိုရင်ဆွဲရမှာပေါ့နော်။ Okay ဒါဆိုရင်ဒီနေ့ရိုင်းဆက်လိုက်မယ်။ Okay ဟိုအကွာဝေးလေးကတော့ကိုယ့်ကိုချိန်ပါကျွန်တော်ကကျွန်တော်ရဲ့ idea ဒီဇက်ကိုအကြီးဆွဲမယ်ပြီးအောင်မပေးရနေပြီးတော့ Z E N ဆန်ဆို A နဲ့ N N ကိုပေးရနေဆက်လုံးနေတဲ့အထက်မှာဖြစ်ပါတယ်။ Okay ကျွန်တော်ဆက်ဆွဲပါပြီ။ okay ဒီလောက်ကိုအစီအပြေမယ် ပြင်းပေါ်လေးနည်းနည်းတင်မယ်ပေါ်ရင်တခြားလေးတော့ညီပေးနော် ပြင်းဟိုဘက်မှာတော့ဘောက်ဆွမ်းမယ်ခေတရဆူရပါပြီပြင်းပေါ်ပြန်တင်မယ်โอเคဒီနားတော့ဒီနားတော့ကျွန်တော်တို့ဖြစ်နိုင်အချုံလေးလောက်ချင်တယ်ဗျဒါမဲ့အချုံကြတော့တိတ်ပြီးတော့မလာတော့သေးပါမလားဒီလားအဲ့ကျွန်တော်ပြမယ်အချုံကြရင်မကြည့်သေးပါမယ် အားကြောင့်မို့ကျွန်တော်ပေါ်လေးကိုနည်းနည်းလေးထပ်တင်လိုက်တာကောင်းမယ်နော်ပေါ်နေထပ်တင်မယ်တင်ပွင့်ဟိုဘက်အောက်မှာအဲ့ဆက်ကလေးသွက်ဆက်လိုက်မယ်အဲ့ခြုံလေးလက်အဲโอเคဒါဆိုရင်ကြည့်လို့ကောင်းပါပြီဇက်ကြီးโอเคဒီကောင်မှကျွန်တော်တို့ဟာ 3D ပုံစံလုံးမှဖြစ်တဲ့သူကအဲ့ကောင်ကာလာပြန်ယူပေးမယ်နော်ဒီဘက်မှာ color phase ဆိုတာလေးရှိတယ်เนาะစီပုံလေးနဲ့အဲ့လေးကိုနှိပ်မယ်နှိပ်ပွားရင်ဒီဘက်ထောက်မှာ shape ပုံစံမျိုးလေးရှိတယ် ရှေးပုံရင်ပြင်နာလေးပါပေါ့နော်အဲရှေးပုံစံလေးကိုနှိပ်မယ်နှိပ်ပါရင်အဲဒီမှာဒီကောင်ကျအတူပါမှာအဖြူများနေပြန်ညှော့မယ်ညှိမယ်ညှိမယ် okay okay ညာသိချင်မကောင်းလဲအဲအဲ့လိုလေးဆိုရင်ဟုတ်ပြီအဲ့လိုဆိုဆင်ပြေပြီနော်ပြီးကျွန်တော်ဒီကောင် copy ပြန်ယူမယ် iPhone လေးပြန်ထောင်းမယ်ဥပမာအပေါင်းနဲ့ဆက်ရွယ်နှက်ရွက်ထက်နေပုံလေးရှိရင်ပြင်နာလေးမှာနော်ပြီးဒီမှာ duplicate layer ဆိုတာရှိရနော်အဲ့ကောင်လေးနှိပ်မယ် โอเคมาคอปี้ยาบีပြီးရင်အဲ့ copy လေးကိုနှိမ့်မယ်နှိမ့်ပြီး value နည်းနည်းလေးကိုရဲ့ 3D ကျစေမယ်ပုံစံလောက်ချင်ပြီးပါโอเคအဲရပြီဆိုကြော color လေးကို light gray တောင်တက် gray လေးအမဲကအမဲလေးတိတ်ပြီးတော့မလောက်ပြ color change ကောင်းမှမလို့ညီလိုက်အောင်မယ်နော်อืมဒါဆိုရပြီ โอเคပြီးကျွန်တော်ကာလာလေးညှိလိုက်မယ်เนาะကျွန်တော်ရောဒက်ဂရီလေးထည့်လိုက်မယ်အမ်ဒါဆိုရင်အတုံးလေးရဖောင်းကြွားလေးဖြစ်သွားပြီเนาะ point ကျွန်တော် ANN ပေါ့เนาะစက် ANN ဆို ANN ကိုစလုံးနဲ့ပဲရိုက်လိုက်ပါမယ် ANN အဲ့ ANN ဟိုမှာကျွန်တော်ကမှာဖောင်းကဒီဘက်မှာเนาะဆက်ဆဲပြတာရယ်အကောင့်လေးကိုကျွန်တော်လူတလောက်အကြီးအသေးချက်လို့ရတယ်ပြီးရင်ကွာကိုညှိမယ်เนาะညှိပွားရင်ကျွန်တော် found ပေါ့နော် found ဒီဇိုင်းအရတော့ကျွန်တော်တို့ဒီမှာဆွဲပြီးကျွန်တော်ထောင်းပြီးတာရှိတယ်မထောင်းရသေးလို့လည်း view of found ဆိုတာလေးကိုနှိမ့်မယ်နော် okay ဒီထဲမှာ login နဲ့ found လေးကိုထောင်းလို့ရပါတယ် okay ထောင်းပွားရဆိုလို့ရှိရင်ကျွန်တော်ကျွန်တော်ဟိုကျွန်တော်ဆွဲရတဲ့ဟာလေးကိုကျွန်တော်ပြန်ပြောင်းလိုက်မယ်နော် okay အဲဒီကောင်လေး okay အဲကောင်လေးကျွန်တော် 3D ပုံစံမျိုးလေးပြန်လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်အမှန်လေးကိုနှိမ့်လိုက်မယ်နော်နှိပ်ပွားရင်ဒီကောင်ကိုအောက်က color face သေးုံလေးကိုပဲပြန်နှိပ်မယ်ပြီးဒီဘက် shape လေးကိုပဲပြန်နှိပ်မယ်ပွားရင်အဲဒီကောင်အဲ့လောက်ဆိုအဆင်ပြေရင်နော် ဆင်ပြေသွားအကောင်လေးကိုခုနလိုပဲ copy ပြန်ယူမယ်ဒီမြင်းပေးဟာလေးမြားပေးဟာလေးနဲ့ point မှာ duplicate layer အပေါင်းလေးပါရယ်ပေါ့နော်ပြန်နိုင်မယ်ပြီးရင်အကောင်လေး color ချင်းမယ် degree လေးပဲတွားလိုက်မယ်နော် color ကို degree လေးတွားမယ်အဲ font color လေးဖြစ်သွားပြီ okay ဒါဆိုရင်ကျွန်တော်နောက်ဆုံးလိုတာ GYIG လို့ကျွန်တော်မထည့်ပဲနဲ့ကျွန်တော်ဘယ်လိုလုပ်မလဲဆိုရင်ဒီကောင် G လုံးနဲ့ပဲထည့်မယ်နော် အဲ့ဒါကျွန်တော်ခြေဆိုတာလေးကိုကိုယ်ကိုဆွဲမယ်ကျွန်တော်လိုချင်တဲ့ပုံစံမျိုးလေးပေါ့နော်ခြေကိုဆောင်းဆောင်းလေးလုပ်လိုက်မယ်နော်โอเคကိုယ့်ဘာကိုညှိမယ်နော်ဒီဘက်ဆက်လုပ်နေတယ်อืมဒါဆိုဆင်ပြီး point ကျွန်တော်ပေါ်လေးနည်းနည်းတင်မယ်အပေါ်ထည့်တင်မယ်နော်โอเคဒါဆိုရပြီထည့်တင်မယ် point ဒီဘက်အောက်လေးနည်းနည်းပြန်ဆောင်းမယ်โอเคဆောင်းမအောက်လေးနည်းနည်းချမယ်ဟိုဘက်ပေါ်လေးပြန်တင်မယ်နော်ဒီပြီးပြီးဒီဘက်အောက်လေးကိုနည်းနည်းလေးပြန်ပြီးဆွဲမယ် ကျောင်းမှာဆွဲတဲ့အကွက်ကအောက်မှာသူ၄တော့ကွက်လေးပြပြီးရနော် save hash to python name ဆိုတာ point အဲ့ဒီမှာအကွက်ကလေးပေးပြီးတယ်အဲ့မှာဆွဲလို့ရရနော်ပြီးရင်ဟိုဘက်ပေါ်တင်တင်မယ် okay ဒီအိုင်းဒီဘက်လေးကိုဆက်ဆောင်လေးအပေါ်ကိုတတ်သွားမယ်နော်음ညီမ okay ဒါဆိုရင်လာပါပြီဒီကောင်လေးကျွန်တော်တို့က 3D ပုံစံလေးချိန်ပါမယ်ဒီဘက်ကရှိတ်လေးကိုပဲပြန်နှိပ်မယ် okay ဒီကောင်နည်းနည်းပြင်လိုက်မယ်နော် okay ဒီလောက်လေးဆိုရပြီနော် ပင်ရင်းရောခုနလိုက်မယ် copy ပြန်ယူမယ်ဒီဘက်ကအပေါင်းပါတယ်ဟာလေးနဲ့အချိတ်ကလေးကိုပြန်နှိမ့်လိုက်အဲဟုတ်ပြီပြီးမှအပေါင်းလက္ခဏာလေးရှိရဲ့အဲ့ထဲမှာ copy ပြန်ယူမယ်ရှုပ်ပြီးဘေးလေးနည်းနည်းရှုပ်ပြီးမယ်နော်ကိုယ်ကဘူးလို့တော့ညှိရမှာပါ Okay ဒီလောက်ဆိုရင်အဲအဲရပြီနော်ဆီရပြီပြီးကျွန်တော် color ကို change ကြည့်လိုက်မယ်နော်ခြား color လေးနဲ့ကြိုက် color and feel လေးကိုပြန်နှိမ့်ပါ ဒီဝိုင်းဒီဘက်မှာ color လေးကိုကျွန်တော်အမဲတို့ပါလို့ပြောင်းပြောင်းကြည့်ခြင်းတယ်အဲဒီ light gray ကတော့သိပ်မလာဘူးပြကျွန်တော်သိပ်မကြိုက်တစ်ချင်းကြည့်မယ်နော်အမ်တက်ဂရီလေးနဲ့မစိုးပြโอเคအနက်ကလေးရောဟမ်အနက်ကလေးလည်းမိုက်တယ်ဒါမဲ့အနက်ကကြီးလို့ကောင်းပါလေဗျ ။ဒီဒါဆိုရင်ကျွန်တော်ဒီအခုပြထားတာစံကြီးဆိုတဲ့ဟာလေးကိုကိုယ်တိုင်းဆွဲပြတာဖြစ်ပါတယ်။ဂိမ်းရဲ့ logo ဖြစ်ပြီး business logo ဖြစ်ပြီးနောက်ထပ်စီစဉ်နေမှာကျွန်တော်ထပ်ပြီးတော့တင်ပြပေးပါဦးမယ်ခင်ဗျာ။အခုကျွန်တော်တို့ကပါဆက်လုပ်ရမယ်ဆိုလို့ရှိရင်ဒီ setting ရဲ့ banner လေးမှာပေါ့နော်။ညားလေးရှိတယ်အဲညားလေးကိုနှိပ်မယ်။နှိပ်ပွိုင်းဒီမှာ query frame spng ဆိုတာရှိတယ်။အဲကောင်လေးကိုနှိပ်လိုက်ပါပြန်ပြောင်းပြရမှာပေါ့เนาะအဲ့ဒါမှာ quality ကောင်းကောင်းရမှာပြီးရင် hpo လေးကိုအစိမ်းအောင် hpo လေးကိုနှိပ်လိုက်ပါ โอเคชาเนี่ยมาจัญญาลีเหรอဝင်เนี่ยဗျနည်းနည်းလေးတော့ส่งไปရပါတယ်ပြီးจัญญาลีပြီးသွားပြီဆိုလို့ရှင်ကျော်ွားစီးလိုက်မယ်เนาะအမစီးပေါ်လိုက်မယ်โอเคစီးလိုက်မယ်စီးပွားရင်ကျွန်တော်တို့ gallery တွေကိုတစ်ခါပြန်သွားပါမယ်ခင်ဗျာ gallery တွေသွားပြီးရင်ဒါကျွန်တော်ပထမဆွဲတဲ့ဟာလေးအဲ့မှာ align motion ဆိုတဲ့ဟာလေးရပါနေကျွန်တော်အဲ့ကောင်မလူချင်းဖြောင်းမယ်ဆိုရင်ဖုန်းတိုင်းမှာပါပါတယ်အဲ့ attitude cross နဲ့သွားပြီးရောဖြတ်လို့ရပါခင်ဗျာဒီကျွန်တော် line motion ဆိုတာလေးဖြတ်လိုက်မယ်เนาะ โอเคဒါဆိုရင်ရပါပြီခင်ဗျာကျွန်တော်တို့ကိုပိုင်း logo တွေကို align motion နဲ့မှာပေါ့နော် 3D face တွေတခြား design မျိုးမျိုးနဲ့ကျွန်တော်တို့ဆွဲလို့ရပါတယ်ခင်ဗျာနောက်တစ်စီစီနဲ့မှာကျွန်တော်လည်းထပ်ပြီးတော့တင်ပြပါဦးမယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးပဲကျွန်တော် channel လေးကို like and subscribe လေးလောက်ပါဖို့မမေ့ပါနဲ့ဟုတ်နော်အားလုံးကျေးဇူးပါဘိုင်ဘိုင်